လောကမှာငွေဟာလေငွေသည်စွမ်းအားငွေသည် စွမ်းအားရှိပါရဲ့သူ့နေရာအလိုက်အေးလဲပါပါတယ်သူ့တံပိုးအလိုက် သူ့နေရာအလိုက်ငွေကိုမတုံးနိုင်ရင်စွမ်းအားမဲ့သွားတတ်ပါတယ်ဘဝတွင်ငွေဤလွှမ်းမိုးနေမှုကိုရှောင်လွှဲ၍မရနိုင်ပါငွေသည် တဘာဝစိတ်ကူးနှစ်သက်မှု လေးစားမှု အလေးအထပတ်ဝန်းကျင်မိษွေအပေါင်းအသင်းလူပေါင်းအဖွဲ့အစည်းတို့ချားတွင်အားလုံးနှင့်ဆက်ဆက်ပတ်သက်နေပါရဲ့ငွေကြေးကိုသုံးစွဲကာအားကိုအားထားပြုနေရသည့်လူပေါင်းအဖွဲ့အစည်းအတွင်း၌ငွေကြေးနှင့်ကင်းနိုင်မယ်မထင်ပါငွေသည်ခွန်အားတစ်ခုလည်းဖြစ်ပါရဲ့ထိုခွန်အားသည်ဘဝကိုလည်းတည်ဆောက်နိုင်တယ် ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေငွေကိုရှာကြတယ်တုံးကြတယ်စုကြတယ်လူချမ်းမှာစိတ်ချမ်းသာစေရန်ကြံဆောင်ကြိုးပမ်းနေကြပါတယ်ထို့သောကြိုးပမ်းရာတွင်ငွေသည် မရှိမဖြစ်အရာတစ်ခု ဖြစ်နေပါတယ်ကျမ်းမာအောင်လုပ်ကြတယ်ကျမ်းမာမှငွေရှာနိုင်မယ်ငွေရှိမှမကျမ်းမာသည့်အခါတွင် ကုသနိုင်ပါတယ်ငွေသည် လူဘဝအတွင်းမဖြစ်မနေ ပတ်သက်လဲပတ်နေတဲ့စွမ်းအားကြီးတစ်ခု ဖြစ်လာပါတယ်။ဝင်ငွေနဲ့ပါပြီးဒုက္ခရောက်မှာကို လူတိုင်းစိုးရိမ်ကြပါတယ်။ထို့ကြောင့်ငွေကိုကြိုးပမ်းကရှာဖွေစူးစမ်းကြရတယ်။စားကြံတိုင်းမစားနိုင်၊ဝတ်ကျင်တိုင်းမဝတ်နိုင်၊နေကျင်တိုင်းမနေနိုင်မြည်အရေးကို တွေးပူကလူတိုင်းငွေကိုစူးစမ်းရှာဖွေနေကြရပါတယ်။ကိုရှာထားသည့်ငွေကိုလည်းခက်ခဲလျင်ခက်ခဲသလား တံပိုးထကသုံးဆွဲတတ်ကြပါရဲ့ငွေကို ကိုကတံပိုးထမှငွေကလည်းကိုကိုပြန်ပြီးတံပိုးထတတ်ကြောင်းကောင်းကောင်းသိကြပါရဲ့ထို့ကြောင့်ချင့်ချိန်နှိုင်းစကသုံးဆွဲကြရပါတယ်ငွေအကြောင်းကိုငွေရှာဘူးမှသိပါရဲ့ငွေရှာရခက်လေ ပို့ပြီးခြွေတာဓာတ်လေဖြစ်ပါရဲ့ငွေတံပိုးကအရာရာကိုဖြစ်စေနိုင်တယ်လို့ပြတ်သွားစေနိုင်ကြောင်းကောင်းကောင်းသိကြပါရဲ့ ငွေရှိလေဘဝရှိပြီးငွေမရှိလေဘဝပြတ်သွားနိုင်ကြောင်းလဲနားလေထားပြီးသားဖြစ်ပါတယ်။အတုံးနဲ့အဖြုံးကို လူတိုင်းနားလေကြပါတယ်။အတုံးနဲ့အဖြုံးကို ချင့်ချိန်နေခြင်းကပင်ငွေဤစွမ်းအားတစ်ခု ဖြစ်ပါတယ်။ရေအရာပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook YouTube, Spotify, Apple Podcast စတဲ့ platform များမှာနိုင်စင်နိုင်နိုင်ပါတယ်။အခုလိုဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ K ပါ။ကိုစီကိုငါကိုဒေတာ၌ပျော်ကြဆက်ရာတတဝဟူသည်များတို့သည် အိမ်မက်ရာမက်ကောင်းစွာမက်၍ နှစ်သက်ကြီးသားအိတ်ဆက်နိုင်ကြပါစေ။မင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။